tune da so yin pa lo be we se lai ma be mye mo khwe twe shin tune da so yin pa na le mo mwe de lan win che ri mo so la mai to nya ri san yi rin bu lyaw mi lan twin လဆိုရရှင်တွေ့တောင်ခဲခဲလာစီရှောက်ချင်းလမ်းတစ်ဘက်ချမ်းကမင်္ဂလာဆောင်စီကပြည့်လွင်လာတဲ့သင်းတန်ကြောင့်နှက်ခမ်းတွန်းလိုက်နေတယ်တကယ်ပဲသူနဲ့သာဆိုရင်ရာရာပြည့်စုံပါတယ်လားမလျှောက်ဘူးတဲ့လမ်းဆိုရင်တော့လွယ်လွယ်ကူကူလက်ခံနိုင်မှာပဲကိုနှစ်သက်သဘောကျတဲ့သူနဲ့အတူတူဖြတ်တန်းရတဲ့ဘွားခီဆိုတာတကယ်ကို ပြောစရာကောင်းတဲ့ခီးလန်းပဲလို့လीဒါပေမဲ့ဘွားဆိုတာအချစ်တခုလေးနဲ့ဖြစ်တတ်ရတာမျိုးမှမဟုတ်တာဟုတ်တယ်မလားဟွန်းဒီမျိုးသမီးကလည်းမိမပြပြတတ်တငွေအကြောင်းစဉ်းစားနေပြန်ပြီလို့တွေးမိသွားပြီလားမဟုတ်ဘူးလေမဟုတ်ဘူးငွေဆိုတာကလည်းဘွားရဲ့အရေးကြီးတဲ့စိတ်ပိုင်းမှာပါပဲနဲ့အဲ့ဒီလောက်ကြီးတော့အရေးကြီးတာမဟုတ်ပြန်ဘူးဟိုးရှုပ်ပါလေစကြောင်းလုံးကိုရှင်းပြမယ်ရှင် သူလေးသူမဟာအဆက်ကြောင့်ဒီကြီးသူဇီးသားကြောင့်သူကျမယောက်ျားကြောင့်ပေါ့နေဦးကျမကငွေမဲ့သူလို့ထင်ပါစို့လို့ပြောပြအောင်မယ်ကျမတို့လက်ထက်တုန်းကသူမှမင်္ဂလာဝတ်လုပ်ဖို့ငွေတောင်မရှိဘူးကျမကလည်းမင်္ဂလာဝတ်ကိုဆိတ်ရှုပ်လို့မလုပ်ချင်ဘူးဒီလိုနဲ့ပဲသူနဲ့လက်ထက်ဖို့ကျမခေါင်းညင်ခဲ့တယ်ပေါ့ရှင်ဝတ်မလုပ်ဘူးတွေ့ထားပြီမယ်လဲနဖက်မိဘသဘောရပွဲအသေးလေးတော့ဖြစ်သွားတာပါပဲအခုကလေအခုကချွာတာမဟုတ်ဘူးနော် အမျိုးသမီးတိုင်းဒီမှာလိုချင်တဲ့ဘဝကိုကျမကပိုင်ဆိုင်ထားတာပါရှင်။သူကလေတရားမှာတယောက်ရှားတဲ့အရက်မတော့စီးလိမ်မတော့ရွှွှာဆုံးကိုယ်မှမစားတဲ့ယောက်ျားကောင်းလေးရှင်။ဟင်းတွေလည်းကျမစိတ်ပူစရာမလို့သမင်းကိုကျမချက်ပေးပြီးတာနဲ့သူကိုယ်တိုင်အသေးစိတ်စဉ်းစားပြီးဖော်ဖော်ရရလေးတွေနေတိုင်းချက်ကျွေးတယ်ရှင်။မိမစားကျင်တာဘာပဲရှိရှိ မပြင်းမရချက်ကျွရှာပါသေးတယ် အိမ်မူကိစ္စကိုမဖြစ်မနေလုပ်ရမှာမျိုးမဟုတ်ပဲကျမစိတ်အစဉ်ပြေးတဲ့အချိန်လုံးစီဆိုပြီးလဲကျမကိုလွတ်ထားပေးသေးတယ်ရှင်လူရှိသူရှိရောင်းရင်တော့လိုအပ်လို့တစ်ခုခုလေးတွားခိုင်းယူခိုင်းရင်တော့နှခမ်းကြီးဆိုပြီးငါ့ကိုကြည့်ခိုင်းနေတာလို့ညူစုပြတယ်ရှင်သွားကျင်လာလာကျင်လာရှိရင်လေသူ့ရဲ့အိတ်ချင်နာချင်လေးဒါမထိခိုက်စေနဲ့လိုက်ပို့ရရှင်။ဒါဆိုရင်ကိုတော်တော်အဆင်ပြေတဲ့ယောက်ျားဖြစ်နေပြီလေဟုတ်တယ်မလား။ဟုတ်တာပေါ့။တကယ်ကိုအဆင်ပြေတဲ့ယောက်ျားရေပါ။ အငင်းတန်တာလေးရင်တခုခုကိုစိတ်ဆိုးပြီးဆိုဘာမှပြောမရပဲနှကန်းဆူတတ်တာလေးရင်အတန်တိတ်ပြီးမျက်နှာကြီးအိုနေတာလေးရင်သူမကြိုက်တာလေးလုပ်ပြီးဆိုစိတ်လိုလဲရဆူတတ်တာလေးရပါအဲ့ဒါလေးတွေကလွှင့်ရင်ဂီတကိုချစ်တဲ့ဘလုံးအကားစားကိုသဘောကျတဲ့ပြီးတော့စာရေးစာဖတ်ဝါသနာပါတဲ့လူရူးလူကောင်းလေးပါပဲဒီလောက်ကောင်းတဲ့လူကိုကျွန်မကဘာတွေစိတ်တိုင်းမကြဖြစ်နေတာလဲတွေးနေပြီမလားကဲကဲသူမကြိုက်တတ်တာလေးလဲပြောပြအောင်မရှင် အရေးကြီးဆုံးချက်သူတကူတကချက်တာလေးတွေကိုကျမကသိချာမဆိုင်ရင်စိတ်ဆူးတယ်ရှင်ကျမဆိုတာကလည်းအစားတောင်မှစည်းစားကြောင်းလို့ဖြစ်တဲ့ပြင်စိတ်အပြောင်းလဲကလည်းမြန်လွန်းသူကိုဒီတော့တခါတခါငါစားတာတောက်တာများလွန်းနေတယ်ဝလာတော့မှာပဲလို့တွေးမိတဲ့အချိန်ကြရင်နည်းနည်းစားရှောင်းတာဒါမှမဟုတ်ညနေစားရှောင်းတာမျိုးလုပ်ဖြစ်တယ်ရှင်ဒီမတဲ့အစုခဲအဲ့ဒါပါပဲစားစီကျင်းလို့တခြားလေးချက်ထားတာကိုဟိုဟာမကြိုက်တာတရားမကြိုက်တာ ਨੇ ဈေးစာကြောင်လုံး ਨੇ ်ချက်တဲ့သူဘက်ကိုထဲမတွေ့ဘူးမစားနာဘူးစားစီခြင်းလို့ချက်ကျွေးမိတဲ့သူပဲစိတ်မကောင်းဖြစ်ရတယ်နောက်ဆိုဘာစားခြင်းရင်ချက်ကုန်ကျွေးဘူးငါချက်ကျွေးတာမစားရင်စားနိုင်မဲ့သူကိုရှာလိုက်မှာနော်ဆိုပြီးချင်းချက်တာကရှိသေးချက်ရှင်ဒီလောက်ကနားဖို့ခံနိုင်သေးတယ်ပဲထားပါဒီထက်ဆိုတဲ့ချက်ကတော့စိတ်တူလူမျက်နှာကြီးအိုပြီးဆိုဘလို့ကြောက်ကြောက်မရအောင်ရှင်ဟုတ်ကျမရဲ့အဓိကအားနည်းချက်ကိုမပြောရသေးဘူးနော်ကျမရဲ့အဓိကအားနည်းချက်က ဟင်းမချက်တက်ဖို့ရှင်အဲ့ဒီလိုကျွန်မကသူစိတ်ကြည်အောင်လက်ဖက်တုပ်လေးတုပ်ကြည့်လေရှင် သူလိုအပ်မဲ့ထင်တာလေးလှုပ်ပေးလေရှင်သူကရင်းနှီးချမ်းကျတဲ့တော့ရင်းနှီးချမ်းလေးတည်ပြီးတယ်ရှင်ဒါလည်းသူစိတ်ပြေကျွန်မပြေတာပါရင်းနှီးချမ်းအောင်ကြိုပေးဖို့တတိမပြုတဲ့အချိန်ဆိုအစုကထပ်ဆင့်ရရောရှင်ပုံမှန်ဆိုသူ့ဘာသာတချင်းလေးနားထောင်ရင်တခုချင်းစီဇဲဆက်သလိုလှုပ်သွားပြီမဲ့သူများစိတ်ညွန်ညွန်ပြီဆိုရင်လေ ထမင်းစားတော့မယ်ဆိုရင်လေးချမ်းလေးတောက်တယ်မပေးနိုင်ဘူးလားငါတောက်တယ်မသိရနဲ့ထမင်းစားတော့မယ်ဆိုငါကကြီးအမြဲလိုပြင်ပေးနေရတယ်တခါလောက်များဇနီးမယားကပြင်ပေးတဲ့ထမင်းဝိုင်းမှာထိုင်ကျင်ပါသေးတယ်ငါတို့အိမ်မှာမိဖို့ကြောင့်ဆိုတာမိမမုံရနေနေမဲ့ဟိအချိန်ရရှိရင်တော့ဝင်မလာနဲ့ပြောတာပြောတာဆိုတာလေတစက်ကလေးမှမနာဘူးရှင်ကျမယောက်ျားရဲ့စကားပြောနိုင်ကြတယ်မပြောရမယ်ဆိုရင်လေ၄၅မိနစ်လောက်ကတော့အသာလေးပြောနိုင်နေရှင်ဒါတောင်အိမ်တော်တဲ့ဘဝမှာ စွမ်းဆောင်ရည်ကြသွားတာလို့ပြောရမှာ။တမီးစားဘွားတော်ကများဖုန်းတစ်ခါပြောရင်나이ဝတ်တစ်ခါနှုတ်နဲ့သုံးလေးခါကိုပြောတာရှင်။တမီးစားဘွားချစ်ချောင်းကြိုက်ချောင်းပြောတာဘာကြောင့်တဏှာကွယ်နှစ်နာရီကြာစရာရှိမှာတော့လို့မိလိုက်ရင်တော့ဖြစ်။ကြပြားကြိုက်စားကြိုက်တဲ့ကျမရဲ့ချစ်ရသူပါလေ။တစ်ခါဖုန်းပြောရင်ဖွင့်ရမှာဆရာတစုဖြစ်တဲ့ဆရာတက္ကသိုလ်ဘုန်းတော်ရဲ့ကြပြားရှိတွေကိုရွတ်ပြတယ်ရှင်။ မြမဆန်တဲ့ကြပြားလေးတွေယူလာရင်ဆီယားလှတဲ့ရဲ့ကြပြားတွေယူပြတယ်ရှင်တခါတခါဆိုနားဖို့လုံးလို့မဖတ်ဖို့တာရင်ဘာလဲမောင်ကြပြားကျွတ်တန်ကနားထောင်မကောင်းဘူးလားချစ်သူရလာတဲ့အခါဒီကြပြားတွေယူပြမယ်လို့တည်ထားတာဘာလဲမယူပြရဘူးလားဆိုပြီးဘာရှင်အစုံနဲ့စိတ်ကောင်းဖြစ်ပြတတ်သေးတာဒီလိုလိုကအခုအိမ်တော်ရဲ့ဘဝမှာသူကျွမ်းသွားတာအစူတလိုက်မရှိတဲ့ကျမရဲ့တခါတခါဆိုကျမတွေးမိတယ်။အော်ငါယောက်ျားကအကုန်စင်ပြေပါရဲ့။ ဒီအစုတလိုက်တော့ငါကြောက်မယ်သူကြွညင်သွားလားလို့လေအခုပြောပြတာသူမကြိုက်တဲ့အချက်လေးတစ်ချက်ပဲရှိသေးတယ်နော်ကဲထက်လာပါပြီရှင်တပတ်ကိုတစ်ခါနှစ်ခါလောက်တော့သူကမေးလိရှိရင်နင်စားကျင်တာလေးလည်းပြောအောင်နဲ့ကလေးတွေအတွက်ဗာချက်ရင်ကောင်းမလဲကိုစဉ်းစားပေးအောင်နဲ့တကယ်သာပြောမိရင်လေအဲ့ဒီဟင်းချက်တဲ့ရက်ကကျမအစုခံရတဲ့ရက်ပဲကြည်လားဘာလို့လဲဟုတ်လားကျမကြိုက်တဲ့ဟင်းကိုချက်တာပြိမဲ့ကျမကဟင်းကိုအများကြီးစားတတ်သူမဟုတ် စားပြန်တော့လေဒီနေ့ဟင်းကိုဒီနေ့ပဲစားပြီးမနေ့ပြန်ဆိုမစားဟောသူကကြတော့ကျမကြိုက်လို့တော့ချက်ပြီးလားသူအကြိုက်မဟုတ်ပြန်ဒီလိုနဲ့ပဲသူမကြိုက်တဲ့ကျမအကြိုက်ဟင်းတွေကိုချက်လိုက်စားလိုက်နဲ့သူကသူမကြိုက်တဲ့နန်းနမင်းထဲ့တုတ်တလက်ဖက်တုတ်ကိုလည်းကြိုက်သွားပြီ။သူတိတ်မစားဖြစ်တဲ့အသာတို့ကြောလဲအခုတော့ကြိုက်သွားပြီ။ဒီတော့သူကလည်းခုနောက်ပိုင်းဆိုကျမကြိုက်တဲ့ဟင်းကိုကျမမစားဖြစ်ရင်စူတက်လာပြီပေါ့။အဲ့ဒီတော့ကျမကလည်းသူမေးလာတဲ့ရက်ဆို ယောက်ျားချက်တာအကုန်ကြိုက်တယ်ဆိုပြီးရှောင်းဝတ်တင်ရတာပေါ့တခါတခါတော့အစုခံနိုင်မှုစိတ်ကိုပြင်ဆင်ရင်ပြုံးမိရာလေးတွေရှိပါရဲ့အင်းဦးချက်လို့ရာသီစာလေးတွေပေါ့ရှင်အော်ကိုစားကျင်တာစားရတာများအစုခံလိုက်ပေါ့လို့ပြောချင်နေပြီလားနင်းရှင်ကျမယောက်ျားကဒီလိုစိတ်အလိုမကျတာလေးတွေပြင်အတိတ်ကိုအမှတ်ရရင်ဘလိုင်းကြီးထထဆူရတာလေးတွေရှိသေးတယ်အိမ်အောင်ကြပြီးဟင်ချက်တာတယ်မစို့အခုတော့ကလေးနှစ်ယောက်တောင်ရပြီတေချာမတင်ရသေးဘူးလား မင်းတော့ငါ့ကိုညာယူတာနော်အိမ်အောင်ကြပြီးဟင်းချက်တယ်မဲကလည်းကလေးမွေးပြီးဟင်းချက်တယ်မဲပြောတယ်အခုကြတော့ဘာလို့ကလေးတွေဘွဲရမလားဒီလိုပြောပြီးဆိုကျမမပြောငွေပြရတော့တာရှင်ဘာလို့တော့သိလားသူ့မိဖို့ကြောင့်လို့မိမမဝင်ရနိုင်ဘူးလို့ပြောတယ်မလားတကယ်တမ်းကျမဝင်ပြီးသူ့ကိုကိုရင်သူ့အတွက်ပိုးရှုပ်တယ်ဆိုပြီးနှင်ထုတ်တယ်ရှင်မိဖို့ချောင်းကိုကျမဝင်ရင်ကထမင်းစားချိန်ထမင်းဟုတ်တဲ့ချိန်နဲ့ပကန်းစီးချိန်လောက်ပဲရှိတယ် သူခိုင်းတာကိုကိုလိုရင်သွားတဲ့အချိန်ရောက်ပဲပေါ့ရှင်။ရှူရင်ငွေအများကြီးမစင်နိုင်ပေမဲ့အိမ်တော်တဲ့ဘောမှာထိုင်နေနဲ့မှန်စီရမယ်လို့မောင်အောင်မခင်နဲ့မရည်။ကျမကိုလက်ထပ်ပင်တောင်းလို့ကသူပြောခဲ့တဲ့စကားပေါ့။ချစ်ချင်းမြတ်တာရဆိုသူချစ်ချင်းမြတ်တာကတိုင်းသားမြင်နိုင်နေဆိုတော့လေယုံနေပေါ့ရှင်။အခုအိမ်တော်တဲ့ရှင်းနဲ့ကလေးနှစ်ယောက်နဲ့မှသူစကားအတိုင်းပဲထမင်းတော်မငတ်ဖို့ပေါ့ရှင်။နေစရာလေးနဲ့အဆင်ပြေပါရဲ့။ကျမရဲ့ကိုယူကိုလူယူလေးက လူကလည်းကြူစားတယ်ဆိုတော့ငွေကြီးရလဲမချမ်းသာတောင်စိတ်ညစ်စရာမရှိဘူးပေါ့ရှင်ဒါပေမဲ့ဒီလိုအဆင်ပြေပါတယ်ဆိုတော့ကျမတောင်မှသူ့ကိုစိတ်တူတာဖြစ်တဲ့ချင်းရှိတာပဲရှင်မရင်နဲ့ကျမကိုမရင်နဲ့တခါတခါဆိုရင်55မိနစ်ရှင် တခုခုဆိုကျမကလေးတွေကမှအဘွားဆိုပြီးအနမ်းပေးပြီးချော်ရင်ပျော်သေးတယ်ရှင်သူကြမျက်နှာကြီးအိုးအိုးပြီးဘာစကားမှမပြောပဲတိတ်ဆိတ်နေတယ်ရှင် ချော့ဖို့ကြံရွက်လိုက်တိုင်းအဝေးဆောင်နေရှင်တခါတခါဆိုသူ့ကိုထားပြီးအဝေးမှာတလက်နှစ်လတော့တွားနေခြင်းစိပောက်တယ်ရှင်ကျမလိုလိုတောင်းဒီစိပောက်ရင်အခုတရှင်ကိုတေချာနားထောင်ကြည့်စမ်းပါဦးလမ်းအဝင်မှာပိုင်းရံလည်းမမွေးဘူးကျမစုံလမ်းမိုက်တဲ့ညမှာစမ်းရီကတောင်မီလီယံလို့ပူလောင်တဲ့ဒီလိုအနေထားမျိုးဆိုထွက်ပြေးဖို့ပဲရှိမှာပေါ့ရှင် ခုတော့အတူလျှောက်ချင်တဲ့မာနေပြီလို့သာအော်ပြောလိုက်ချင်တော့တာပဲဘယ်သူမှမကြည့်နဲ့ကျမပဲကြည့်ကျမပဲကြည့်လို့ဒီလောက်ตายရနေတဲ့အနေထားလို့သူအများမြင်တာတောင်မှဘဝမှာအချုံလေးနဲ့တက်လေးနဲ့ကြုံနေရတာပဲမဟုတ်လားဟုတ်တယ်ဟုတ်မမတ်ရရစိတ်တို့လုံးလို့လေတလားလောက်သူနဲ့တည်းရဲ့စကားမပြောဘဲလှုပ်ရှားရှိတာလို့ကလေးတွေကိုပုံမှန်ကယူဆိုင်နေပြလိုက်မိသေးတယ်ယောက်ျားတွေကြောင့်သိတယ်မလားရှင်တလားဆိုတော့သူလည်းပဲစိတ်ပြန်ဆုံးနိုင်တော့မှာ ြောပါပါပေါ့အချက်အကျောက်ကြည့်သူဆိုတာကလေးတွေအိမ်နေတော့သူရဲ့လေစိတ်ဆူပြေအောင်လာဖတ်တယ်ကျမကလည်းသူ့လက်ကိုပုတ်ထုတ်တယ်ရှင်စိတ်ဆူမှမဖြစ်သေးတာဟုတ်တယ်မလားသူပြောနေတဲ့စကားရဲ့ငါမှားပါတယ်ဆိုတဲ့စကားလုံးမှမပါတာတစ်ခါလဲမြတ်တစ်ခါလဲမြတ်တော့သူစိတ်ဆူလာတဲ့ထင်ပါတယ်ရုပ်ပြထထိုင်နေမိမငါလူကြီးလူကောင်းကိုတောင်းဆိုနေတာပါကွာတဲ့လေကျမပါလေတလားလုံးထိန်ထားတဲ့မြတ်အဲ့ဒီစကားတော့နဲ့ထအရဲမိပါလေရောရှင်